ုတိယပေါ့နော်ဒုတိယဒီတမန်တော်ဆိုလမန်နဲ့ပတ်သက်အလိုက်စလန်နဲ့ပတ်သက်ပြီးတော့ဟိုဒီသူခေကာလမှာရှိတဲ့လူဖွဲ့စည်းတွေရဲ့အခြေအနေတွေကိုဖော်ပြပေးဖို့ရှင်းပြပေးဖို့ဆွေးနွေးပေးဖို့ကျွန်တော်ဆရာမဒေါ်ဆန္ဒဝင်းကိုရန်သူတီဗီကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။အဲဒီလိုများအားလုံးပေါ့အတော့ရှင်းပြထန်တော်မှာဘာကတ်ဆလာမတ်ဒီကြောင့်တာယာမှုတွေကြောက်ပါတယ်လို့ဆိုတာပုံစံသက်သာပါပဲ။ السلام عليكم ورحمة الله وبركاته. အဲ့ဒီဂျန်ဂလာဒီ2025ရဲ့ဆွေးနွေးပွဲမှာဒီနေ့ကစရုပ်ထအပတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်မတာဝန်ယူပြီးတော့အဲတင်ပြဆွေးနွေးမယ့်အပိုင်းကခုနဆရာဦးမြအောင်တင်ပြသွားတဲ့တမန်တော်ဒါဝုဒ်အလိုင်းစလမ်ရဲ့တားတော်ဒီတွေကတားတော်ဒီမှာဖြစ်တဲ့တမန်တော်ဆူလိုင်မန်အလိုင်းစလမ်နဲ့သူ့ရဲ့လူ့ဖွဲ့စည်းအကြောင်းဆိုတဲ့ ခေါင်းစဉ်လေးကျွန်မအနေနဲ့ရွေးချယ်ပြပြတာမှာဖြစ်ပါတယ်အဲ့တော့ဒါမှတော့ slogan ကဒီ islam သမိုင်းမှာထင်ရှားတဲ့တမန်တော်ကဘာဖြစ်ခဲ့လဲကျွန်တော်မြေကိုရမှာလဲ ayat တော်တော်များများမှာတမန်တော် slogan ရဲ့အဲ့ဒါအထုပတိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတမန်တော်ဆိုတဲ့နေရာမှာရှိရထူးခြားတဲ့စွမ်းရည်စွမ်းပကိုင်းတွေပတ်သက်ပြီးပေါ်ပြထားတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။အဲ့တော့ BC 950ခန်းကပေါ်ထွန်းခဲ့တယ်လို့ယူဆရပြီးတော့အားလုံးတည်းရဲ့အတိုင်းတမန်တော်ဒါဝုဒ်အလိုက်စလမ်ရဲ့ တားတော်တွေကတားတော်တစ်ပါးဖြစ်တယ်။အလောင်ရှင်မြတ်ရဲ့ရွေးချယ်ခဲ့တဲ့နဗိတမန်တော်တစ်ပါးဖြစ်တယ်လို့ကျွန်တော်တို့တွေ့ရှိရပါတယ်။ဟောဖခင်ရဲ့အရာရာကိုဆက်ခံရတဲ့ဒီတမန်တော်တစ်ပါးဖြစ်တာနဲ့ဒီ you are the time ဒီမှာဆက်ပြီးတော့အုပ်ချုပ်ရတဲ့မင်းတစ်ပါးဖြစ်တာနဲ့ဒီတမန်တော်ဆလမန်အလိုက်ဆလမ်ရဲ့ဉာဏ်ပညာနဲ့အမျှော်မြင်အနာပါဝါဟာအမြဲတမ်းမှထူးခြားမြင့်မြတ်တာလေးလာတွေ့ရှိရတယ်။ ပြီးတော့ကျမ်းစာကုရ်အန်မှာသူနဲ့ပတ်သက်တဲ့လေကိုနိုင်နေတာပြိဿအနေနဲ့စကားပြောနိုင်တဲ့စွမ်းရည်ရှိတာဂျင်းအောက်စုတတော်ဝါတွေလူတွေကနေထူးခြားတဲ့ဒီသူတွေကိုသူဟာခိုင်းစေနိုင်တဲ့စွမ်းပကားရှိတာဒါကသူ့ရဲ့ဒီထူးခြားဖြစ်စဉ်တွေမှာပါတဲ့စွမ်းရည်စွမ်းပကားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုစွမ်းရည်စွမ်းပကားတွေရှိခဲ့တဲ့ဒမနော့ဆူလိုင်မာကသူ့ရဲ့ဒီဘဝသူဖြတ်တန်းတဲ့ကာလမှာ သူဒီလိုအားသာချက်တွေဟာအလရှင်ရဲ့ဂျေဇုတော်ကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်စူလမန်နဲ့ပတ်သက်တဲ့ဒီကိုရာရဲ့တင်လေးလာတဲ့အခါမှာအမြဲတမ်းအလရှင်ရဲ့ကိုဂျေဇုတင်ရှိကြောင်းအလရှင်ရဲ့စီရရတဲ့ဒီဟာတွေကြောင့်ကသူဟာဒီလိုမျိုးဒီစာပကတွေရရှိကြောင်းအမြဲတမ်းဂျေဇုတင်ချီးမွမ်းမှုကိုပေါ်ပြတဲ့တမိတမန်တော်ကဘာဖြစ်လဲကျွန်တော်လေ့လာတွေ့ရှိရတယ်အဲ့ ကျွန်တော်ဆူရမန်နဲ့ပတ်သက်ပြီးလာရှင်မြက်စီရနေစံသပ်မှုတွေအများကြီးရှိခဲ့တယ်။ကျွန်တော်မြေကိုရဆူရ38အဲဒီမှာ31ကနေ35အထိကိုကျွန်တော်တို့တစ်ဆက်တစ်ဆက်တည်းပေါ့နော်။ဒီထူးခြားတာကကျွန်တော်တို့ဂျပန်တော်လေးရဲ့အတုပတိကိုလေ့လာတဲ့အခါမှာကိုရမှာဒီဆူရနဲ့အဲရဲ့အဲ့လိုတစ်ဆက်တစ်ဆက်တည်းတွေကျွန်တော်တို့အများကြီးလေ့လာသိရှိရတယ်ပေါ့နော်။ဒီမှာဆိုရင်လည်းဆူရ30ဆူရ38အဲတော့31ကနေ35မှာဆိုလို့ရှိရင်ဂျပန်ဆူရမန်နဲ့ပတ်သက်ပြီးတော့လာရှင်မြက်ဒီငင်းလို့ မျိုးကောင်းမြင်းသတ္တဝါတွေပေါ့ဒီသတ္တဝါတွေကိုအဲ့ဒါပိုင်ဆိုင်တဲ့အဲ့ဒီခေတ်မှာတွေကဆိုအဲတိတာကအဲမြင်းတိုင်မြင်းတွေပေါ့မျိုးကောင်းမြင်းတွေအဲ့ဒီခေတ်မှာတွေကရှိနေပြီပြီးတော့မြင်းတိုင်းတွေရှိခဲ့တယ်အဲ့ဒီခေတ်ခါတွေကအဲ့တော့ဒီအာရရဲ့ဒီအဆုံးသတ်လေးမှာထူးခြားတာမတွေ့ရလဲဆိုတော့ဒီတမန်တော်ဆူလိုင်မန်ကိုလာရှင်ရဲ့ကဒီနောက်ဆုံးမှာဒီကိုစီဆိုပြီးတော့ဒီပလင်တော်ပေါ့ အလင်းတော်ဟိုဆိုတဲ့ပုံစံမျိုးပေါ့အဲအဲ့ဒီတောက်ထုတ်ထားတာပေါ့နော်အဲဓာတ်ရိုက်ပါတာပဲတော့ဒီထိုင်ပုံပါနေတာပေါ့အဲ့တော့ဒီမှာတောက်ထုတ်ထားတဲ့အုံလုံးကြီးကြည့်ကြရတယ်ဒီဆိုတာ38 34မှာအဲ့မှာလည်းမလို့ဆိုရင်မကဘာတိသွားလဲဒါလာရှင်ရဲ့စီကစမ်းသပ်မှုတစ်ခုညာပြီဆိုပြီး तू ကဆိုတာအာရ30မှာမှာလာရှင်ရဲ့စီကစုပယ်သူ့အာနာစောပကားနေပေါ့နော်လာရှင်ရဲ့ကချင်းမြင်ပြီးပါဆိုပြီး तू စုပယ် အဲ့ဒါလည်းဆိုတာ30အဲဆိုတာ38 35မှာပြီးကန်ကလေးမှာပါတယ်ပေါ့အဲ့တော့အဲ့ဒီလိုစမ်းသပ်မှုတွေရှိလာတဲ့ရှိပြီးတဲ့အခါမှာသူ့ရဲ့တောင်းစုတွေနဲ့ပတ်သက်လို့လေလာရှိရဲကအခုကကျွန်တော်ပြောရတဲ့အတိုင်းလေဒီကုလားရဲ့တရှိရဲ့လေလိုထိနိုင်တာဟလာဒီဂျင်းအုပ်စုတွေကိုခိုင်းစေနိုင်တဲ့အာနာပါဝါရှိတာပြောလို့ရှိရင်သူ့ရဲ့ဒီတရားဒီမျှတတဲ့စနစ်စရားတွေနဲ့သူထိန်းချုပ်နိုင်စွမ်းရှိတာလေကျွန်တော်ကလည်းအများကြီးလေးလာတွေ့ရှိနိုင် တော့တမန်တော်ဆိုလိုမယ်ခင်မှာရှိရဲ့လူ့ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာဒီဘာသာရေးနဲ့ဒီရည်ချင်းမှု ခေါင်းစဉ်အောက်မှာဆိုလို့ရှိရင်ဒီဘာသာရေးဒီဘာသာရေးအပေါ်မှာအခြေခံတဲ့သူတို့ရဲ့ရည်ချင်းမှုကအဲ့ဒီလူ့ဖွဲ့စည်းမှာအတန်းမှတိုးတက်မြင့်မားနေတဲ့အစ်စ်တစ်ခုကိုကျွန်တော်တို့လေ့လာတွေ့ရှိရတယ်သူတို့ကသူတို့ယုံကြည်ချက်အတိုင်းသူတို့ယုံကြည်ထားတဲ့အတိုင်းလိုက်နာကျင့်သုံးတယ်သူတို့ပိုးွယ်တဲ့အရှင်အပေါ်မှာကျေးဇူးတည်တတ်တယ်ပြီးတော့ဉာဏ်ပညာနဲ့ ဓမ္မသက်ပညာတွေနဲ့အုပ်ချုပ်မှုစွမ်းရည်တွေကိုလည်းတို့စီမှာတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုတို့မှာအတတ်ပညာအဖြစ်ဘိတုကပညာတွေတက်မြောက်ကြတယ်။ဒါပေမဲ့ဆူလမန်ခေတ်မှာဒီဂျေရုဆလင်မှာဗိမာန်တော် Temple of Solomon ပေါ့နော်။ဒါတွေကိုတည်ဆောက်ခဲ့တယ်ဆိုတဲ့ဟာတွေတွေ့တယ်ပြီးတော့အဲ့ဒီဒါပေမဲ့ဆူလမန်ခေတ်မှာရှိတဲ့ဗနီအစ္စရာအီဒီရဲ့ဟာလာဒီတက်ကြွမှုတွေခေတ်ခါဆိုလို့ရှိရင် ရွှေရောင်ခေတ်လို့လားတင်စားခေါ်ရခဲ့ အဲအဲ့အရာရှိခဲ့တယ်အဲ့တော့သူတို့ရဲ့ဒီဘာသာရေးနဲ့ယဉ်ကျေးမှုနဲ့အတတ်ပညာတွေကအမြဲတမ်းမြင်သားတဲ့အဆင့်တစ်ခုကိုရောက်နေပြီဆိုတော့တွေ့ရှိရပြီးတော့နောက်တစ်ခါသူတို့ကစီးပွားရေးနဲ့ကုသရေးဝယ်ရေးတွေ၊ကုန်သွယ်ရေးတွေဘာလုပ်လဲဆိုလို့ရှိရင် cycling လုပ်ပြီးတော့ကုန်သွယ်ရေးလုပ်တယ် လက်မှုပညာနဲ့ဆိုတော့လက်မှုပညာကရှိလို့ရှိနေပြီဘာလို့ဆိုတော့တမန်တော်သားကို fly slam ကနေပြီးတော့ကျွန်တော်တို့ဒီဘက်မှာလက်နဲ့တည်းဟလာဒီတန်ကိုပြောင်းကြောင်းစီရဲ့ဤပညာကဒါကတမန်တော်ဒါဝုဒ် fly slam ကိုစက်ခံတဲ့တမန်တော်ဆုလိုက်မဲ့ fly slam ကိုခင်မာတယ်ဒါကတစ်ဆက်တစ်ဆက်တည်းရှိနေမှာဖြစ်တဲ့အတွက်ကြောင့်ဒါတွေဟာလက်မှုပညာတွေကတိုးတက်လာပြီးပုံစံဖူးတန်းရောင်းဝယ်တွေရှိလာပြီးဒီလိုလို့ရှိရင်တမန်တော်ဆုလိုက်မဲ့ fly slam လက်ထက်မှာအိန္ဒိယနိုင်ငံတွေအခြားသောနိုင်ငံတွေနဲ့ဆက်ဆံတဲ့အခါမှာအင်မတန်မှ ပျော့ပြောင်းတဲ့ဆက်ဆံရေးတွေရှိခဲ့တယ်ဆိုတဲ့ဟာကိုလေးလာပြရှိရမှာပေါ့။ဒါကြောင့်မို့လို့သူ့ရဲ့အုတ်ချုပ်ရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုဟာဒီမိုကရေစီလိုခင်မှာအမြဲတမ်းမှတည်ငြိမ်ခဲ့တယ်လို့ပြောလို့ရတယ်။သို့တော့နိုင်ငံတွင်မှာရှိတဲ့ခုနပြောတဲ့တရားစီရင်ရေးတွေနဲ့ပတ်သက်လို့ရှိရင်ဒီတရားစီရင်ရေးတွေကဏ္ဍတွေနဲ့ကနေပြီးတော့ကျွန်တော်တို့ဒီထူးခြားတဲ့ဟာတွေမှာတရားစီရင်ခဲ့။အဲကျွန်တော်တို့ဒီဟို အတိုင်းပညာတက်တော့ကျွန်တော်တို့ပခေါ်တာဇက်တော်ကြီးရဲ့ဘာလို့မှာဆိုတင်ရတဲ့အစီရင်ခံနေရှိရပေါ့နော်အဲအဲ့ဒီခေတ်ခါမှာဆိုရင်ဒီဟိုတားတရားစီရင်ခံဆိုတဲ့အားကြီးကတမလို့ဆိုရဲလဲ life lane ခင်မှာတော်တော်လေးထူးကြခဲ့တယ်ပေါ့နော်အဲ့ဒါကဒီသားတော်တပားကိုမိခင်ကနှစ်ယောက်ဖြစ်တယ်အမိခင်နှစ်ယောက်ဖြစ်နေတော့ဒီမိခင်နှစ်ယောက်ကအဲဒီသားတော်လေးက तू ကမိခင်အစ်စ်ပေါ့ဒီဘက်ကလည်း तू ကမိခင်အစ်စ်ပါဆိုပြီးတော့မိခင်နှစ်ယောက်က ဒါသူတို့ရဲ့တားတော်ပါဆိုပြီးတော့အငင်းပွားတဲ့အငင်းပွားမှုဖြစ်လာတဲ့အခါ terminal fluency ကိုရောက်တယ်ဒီမှုကိစ္စရောက်တော့အဲ့တော့ terminal fluency ရဲ့ဉာဏ်ပညာမျှော်မြင်ရဘလို့သူဆုံးဖြတ်ပေးလိုက်လဲဆိုဟုတ်ပြီနေရာလုံးကလည်းမိကေအာဒီဖြစ်နေကြတယ်ဆိုတော့တကယ်တားတော်လေးကိုပိုင်လိုက်အန်ဒီရတရားပေါ်စီဖွင့်ဝင်ကြဆိုတော့မိကေအစ်စ်တယောက်ကသူ့တားကိုသူ့ပိုင်မှာနော်ဒီဒီဒီကလေးငယ်ကိုပိုင်မှာ ဲ့တော့မိငယ်စက်ကမလုပ်လိုက်ဘူးဆိုတော့လက်လျှော့လိုက်တယ်လက်လျှော့လိုက်တယ်ဆိုတော့ဒီဟာမှလည်းကျွန်တော်တို့ဒီဟိုတွေ့ရတဲ့ဆုံးအစီရင်ဆုံးဖြတ်ချက်တစ်ခုပေါ့နော်လက်အစီရင်ဆုံးဖြတ်ချက်တစ်ခုပါဒီအစ်အမှန်ပေါ်ပေါက်ဖို့အတွက်သူ့ရဲ့ဒီဉာဏ်ပညာဟိကမတ်ပညာဟိုဒီမှာဒမနဆူလမန်ရဲ့လက်ထပ်တွေ့ရတယ်နောက်တစ်ခုကဒီစောရက်ကနေတယ်ပေါ့နော်ဒီဘက်လူခွက်ကြီးရောက်လာတယ် ယင်ကြီးတဲ့လူဖွဲ့စည်းဖြစ်လာတဲ့အခါမှာစောရက်ကနေလေသူတို့ရဲ့ဒီခေါင်းဆောင်တမန်တော်ဆူလိုင်မန်ပေါ်မှာယုံကြည်မှုအားကိုးမှုလေးစားမှုကဒီလူဖွဲ့စည်းမှာအင်တာမမြန်မာတိုးတက်နေပြီဆိုတဲ့ဟာလေးကိုလေ့လာသိရှိရတယ်เนาะအဲ့တော့တမန်တော်ဆူလိုင်မန်လက်ထံမှာကြီးကျယ်ခမ်းနားတဲ့အဆောက်အုံတွေလက်ပြီးတော့ဗိမာန်တော်ကြီးတွေပြီးတော့ရေကန်ရေကန်လိုကြီးတဲ့စလုံးကြီးတွေပြီးပါလို့ရှိရင်အင်တော်ကြီးကျွန်တော်မြင်မှုတယ်အင်တော်ကြီးပါတယ်ဆိုတာဒါဒါဒီဘက်ခက်ကလေးမြင်မှုတယ် ျွန်တော်တို့ဒါဘူဂဲတွေပါမှာရှာလိုက်အင်းတော့ဘလို့ကြီးပေါ့နော်နောက်ပြီးတော့ဒီလိုဟာတွေနဲ့ပတ်သက်ပြီးနောက်အိုးကြီးတွေပေါ့အဲ့တော့ဘာလို့ပြောချင်တာလဲဆိုတော့တကယ်တော့ဆိုလိုက်မယ်ခင်မမြင်ကြည့်လိုက်သူတို့ရဲ့ဒီနန်းတော်ပေါ့နော်နန်းတော်လို့မြင်မြင်ရတဲ့အရာတွေမှာဒီအဆောင်အယောင်တွေကအင်မတန်မှကြီးမားတဲ့ ဒုတဲ့ကြီးမားတဲ့ပမာဏတွေနဲ့တိဆောက်ထားတယ်ဆိုတဲ့ဟာကိုလေ့လာတွေ့ရှိရတယ်ပြီးတော့ဒီဟာတွေနဲ့ပတ်သက်ပြီးဒီလိုမျိုးတွေကိုမရွှေ့မပြောင်းနိုင်တဲ့တာမလူမလုံနိုင်တဲ့အရာတွေကိုလည်းဂျင်းအုပ်စုတွေရဲ့အပူညီနဲ့တမန်တော်ဟာစေခိုင်းပြီးတော့ဒီထဲမှာတိဆောက်ခဲ့တယ်ဆိုတာကိုလေ့လာတွေ့ရှိဖို့အတွက်ကျွန်တော်မျိုးကစုရ34အိုင်နံပါတ်73မှာဖော်ပြထားပါတယ်အဲ့တော့ ီလိုမျိုးခမ်းနားတဲ့အဆောင်အယောင်ကြီးတွေနဲ့ဒီဒန်းတော်ကြီးတွေထဲမှာနေရတဲ့လူတွေအတွက်အဲ့တော့လူဖွဲ့စည်းလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ကလူဖွဲ့စည်းလို့မြင်လူတွေအများကြီးပေါ့ community အကြီးကြီးကိုကျွန်တော်တို့ကြည့်ရပေါ့နော်အဲ့လူဖွဲ့စည်းလို့မြင်ကျွန်မရဲ့အမြင်မှာလူဖွဲ့စည်းလို့စပြောပြီးဆိုရင်ကျွန်တော်တို့မြင်ရတာကမိသားစုပေါ့လူတမှုချင်းရလေသူကတော့မှာရှိရဲ့မိသားစုလေအဲ့ဒီကနေကျွန်တော်တို့ပတ်ဝန်းကျင်ရှိပဲ community ဖြစ်တယ် တော့လာရှင်မြတ်ကအဲ့ဒီဆိုတာ30လေးအိုက်တမ်73မှာပြောလဲဆိုတော့အိုဒါဝုဒ်ဤတာမင်းများအိန္ဒုအိန္ဒားများအသင်တို့ဒီဂျေဇူးတိတက်တော်အနေနဲ့ကောင်းမှုပြုကြပြီကောင်းတယ်အဲ့တော့ဒါဝုဒ်လိုက်စလမ်ရဲ့တာမင်းတွေဆိုတော့ဘုမလဆူလမန်လိုက်စလမ်နဲ့ဒါအုပ်စုတွေအကုန်ပါပြီဒါတောင်းလျှောက်ကြည့်လို့လက်ရှိမြတ်ကပြောတာစင်စစ်တော်ပါတဲ့ငါရှင်ရဲ့ဤပါဒီနာခံသူတွေနဲ့မှာတဲ့ ကျေးဇူးတည်တတ်တဲ့သူတွေအားတဲ့ကလီးလက်အင်မတန်မှလဲပါပြောချင်တာကဒီလိုအဆောင်အယောင်ကြီးတွေနဲ့ဒီလိုကြီးကျယ်ခမ်းနားတဲ့နန်းတော်ကြီးတွေထဲမှာနေပြီးတော့ဟလာမိမိတို့ရဲ့ဟလာဒီစံစားရတယ်ပေါ့ဒီတမန်တော်ဒါဝုဒ်လိုင်စလာတမန်တော်စလမန်လိုင်စလာမြက်ထောင်းတားစင်ရေးဆက်တဲ့အိန္ဒူအိန္ဒားတွေကစံစားရတဲ့အခါမှာလက်ရှိရဲ့ကျေးဇူးတော်ကိုသိပါဆိုပြီးတော့လက်ရှိကဒီမှာတတိပိဆုံးမထားတာဒီလေလေ့လာတွေ့ရှိရတယ်ပေါ့နော် အဲ့တော့ဒမနစလမန်လက်ထက်မှာဒမနစလမန်လို့ပြောလိုက်လို့ရှိရင်ဒီတမိုင်းမှာလူကြီးမျိုးအားလုံးလည်းသိမယ်ဒမနစလမန်လို့ပြောလိုက်ရင်ရှိပါဘယင်မရှိပါနိုင်ငံနဲ့ဆက်ဆက်တဲ့နိုင်ငံရေးကိစ္စတွေကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကချန်လက်ထားလို့ရတယ်။အဲ့တော့ဒမနစလမန်လက်ထက်မှာထင်ရှားတာကနော်ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သုံးသပ်ပြမယ်ဆိုရင်အဲ့ဒီခေတ်ခါမှာစပါပေါ့စပါနိုင်ငံ ော့စပါဘီယမများခေါ်တယ်ကျွန်တော်တို့ဒီဘက်မှာဟလာဒီစာပြားလိုက်ရှိပါဘီယမပေါ့အဲ့ဒီနိုင်ငံမှာအဲ့ဒီနိုင်ငံပြောင်းမရှိရဆိုအာရေဗျကျွန်းဆွယ်တောင်ပိုင်းမှာရှိတယ်ဒီနေ့ခင်မှာဆိုရင်ယီမန်နဲ့အီသီယိုးပီးယားနယ်မြေတွေလည်းဒီထဲမှာပါဝင်ခဲ့တယ်ဆိုပြီးတော့အဲလေ့လာတွေ့ရှိရတယ်အဲ့တော့မြို့တော်အနေနဲ့ကဘာလို့မြို့ဖြစ်ပြီးတော့အဲ့ဒီစပါနိုင်ငံမှာထင်ရှားတဲ့ရေထောင်တမန်တွေဘီဒူကလည်းညောင်များစွာရှိတယ် ပြီးတော့စီးပွားရေးနဲ့ပတ်သက်ရင်ခုနလိုပူးတဲ့ရောက်ွယ်ရေးတွေကအထူးထင်ရှားပြီးတော့ရွှေငွေကြောင့်ရဲ့ယရနာဒီကိုပါပုံသွဲတဲ့အခြေအနေတွေအထိဒီစပါလိုင်းတွေမှာရှိခဲ့တယ်။အဲ့တော့ယုံကြည်ကိုးကွယ်မှုရဆိုရင်တို့တွေကအဲနတ်ဘုရားကိုကိုးကွယ်တယ်ဒီဘက်ဒီတို့ကဒီတမန်တော်ဆုလိုက်မယ်နဲ့မဆက်သွယ်သေးဘူးပေါ့နော်အဲ့တော့လက်ဖျားတွေပုတ်ခဲ့ခဲ့တယ်ဘာသာရေးခန်းသားတွေမှာဆိုတော့သူကအမ်ဘာနဲ့မူရလို့ခေါ်တဲ့ဒီနတ်တာ နော်လန်တာမွေးနန်းတာတွေအသုံးပြုပြီးတော့တို့တွေညာလေးတွေကိုပြုလုပ်ခဲ့ကြတယ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာတွေကိုတော့ကျွန်တော်အနေနဲ့လေ့လာတွေ့ရှိရတာတမိုင်းဖတ်တမ်းရအဲ့တော့ဒီစပါနိုင်ငံမှာဒီလိုမျိုးတွေရှိနေပါတယ်ဆိုတော့အကြောင်းကိုအမနော်ဆွေမဲကိုစီးဖို့တည်င်းပို့တာကအဲ့ဒီခေတ်မှာရှိတဲ့တည်င်းတော့ပြ ဲ့တော့ကိုယ်ဘာသာပြန်လိုက်မှဆိုရင်မီတာဆိုညောเนาะအဲ့လိုမျိုးတွေကျွန်တော်တို့ဟိုမြန်မာမှုဖြူထားတယ်အဲ့တော့အဲ့ဒီဟာကိုဒီသတင်းကိုယူဆလာပြီးတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာကြည့်မယ်ဆိုရင်ဂျမန်တော်စလိုင်းမန်ခင်မှာကျွန်တော်တို့ဟိုဟိုရုပ်ရှင်တွေထဲမှာဆိုရင်ကျွန်တော်တို့သဘောကျတယ်ကွယ်ဟိုခိုးဖြူလေးနဲ့လေဆန်မားထိုင်ပါခြောက်လေးမှာကြိုးချီပြီးတော့ကိုလေးပြောလိုက်အဲစာလေးပေါ့ကိုမေးချင်တဲ့စာလေးဆိုတော့ဒီလိုခင်အခါဒီမှာလေကဒီလိုညက်တယ်မှာ ဒီပညာတွေလာရှင်ရဲ့အစီဟိုပေးထားတဲ့ရေချင်းတစ်ခုပေါ့နော်အဲ့တော့ဒီနှစ်တိမ်ပါလေဒီလိုမျိုးသတင်းထောက်လန်းနဲ့အတက်ပညာတွေကိုဒီ Dominos Supplement စီကိုပြန်ပြီးတော့သတင်းလာပြီးပို့ပြီးတယ်ပေါ့နော်ဆိုတော့အဲ့ဒီအဟာတွေစာပို့ငှက်တွေနဲ့ဒီလုပ်ငန်းစဉ်တွေဒီလိုအလုပ်တွေလုပ်နေပြီဆိုတော့အချက်လက်ကလည်းဒီ Dominos Supplement ခင်မှာကျမတို့ဟိုမြင်တွေ့လိုက်ရတဲ့အချက်တစ်ချက်အဖြစ်မှတ်သားမိပေါ့နော်အဲ့တော့အဲ့ဒီခါမှာ Dominos Supplement က ဒီဒရင်တော့ငှက်ရဲ့အကူညီနဲ့ပဲမလုပ်လဲဆိုတော့ဒီနှစ်လိုက်နဲ့ပေါင်းစည်းမယ်ဆိုတဲ့အင်အားနဲ့ဒီရှိပါပြင်မစီကိုစာချုပ်တော်လေးပို့ခဲ့တယ်အဲ့တော့ကျွန်တော်မြေကွန်ဆူလာ20ခန့်အိုင်နဲ့မ30မှာဒီအိုင်ရဲ့လေးတော့ကျွန်တော်ဖတ်ပြပါမယ်အင်နာဟူမင်းဆူလိုက်မာနာဝအင်နာဟူဘစ်မစ်လာဟီရာဟ်မာနီရဲ့ဆိုတော့ဆူလာတာဝါမှာအဲ့တော့ဆူလာရဲ့အစမှာဘစ်မစ်လာမပါဘူးပေါ့ကျွန်တော်တို့လည်းသိထားတယ်အဲ့တော့ဒါလေးကထူးကြလို့ကိုရန်အိုင်ရဲ့နံပါတ်30မှာတော့ ဘစ္စမီလာဟ်ရာဟ်မာနီရဟီမ်ဆိုပြီးတော့ထည့်သွင်းထားတာမျိုးတွေ့လို့ကျွန်တော်နေတာလေးကိုလည်းဖတ်ပြခြင်းဖြစ်တယ်ဒါနဲ့အစပြုပြီးတော့ဒီမယေမစီစာချုပ်တော့ပို့လိုက်တော့ပို့လိုက်တဲ့အခါမှာဒီအမျိုးသမီးတယောက်တိုင်းပြည်ရောအချုပ်နေတဲ့ဒီမယေမတယောက်ရဲ့ညံ့ညော်မျိုးနဲ့ဒီဟိုတွေးခေါ်ဆုံးဖြတ်နိုင်တဲ့စွမ်းအောက်ကိုကျွန်တော်တို့ဒီမှာလေ့လာပြရှိရတယ်နော်ဒါတစ်ဆက်တစ်ဆက်လည်းဆိုတာ29နှစ်မှာတစ်ဆက်သေးနေပြောနေတယ် ဲ့တော့ဒီမှာ तू ကမဆုံးဖြတ်ဘူးဒီဘီယံမကသူ့သဘောနဲ့ तू မဆုံးဖြတ်ဘူးကဒီလိုတော့စာလာပြီဆိုတော့အဲ့တော့သူ့ဝုံးဝိုင်းမှာလေဘလို့လူ့ဖွဲ့စည်းရှိနေတယ်ဆိုတော့အင်မတန်မှတော်တဲ့ပညာရှိမှုမှတ်တွေရှိတယ်အဲ့တော့ဓမ္မတော်စူပါမန်ကြီးကဒီစာကိုလာတဲ့အခါမှာဘီယံမကသူ့ရဲ့မှုမှတ်တွေနဲ့တိုက်နေတယ်အာဘလို့လောက်ရမလဲဒီလိုမျိုးတော့ကျွန်မစီကိုဘလို့မျိုးဟုတ်လားရောက်လာပြီဆိုတဲ့အခါမှာအဲ့တော့အဲ့ဒီမှာက အပိုင်းရထပ်တွေ့ရတာပါလဲဆိုတော့အငဲလန်လက်ယုံရင်နဲ့ဆုံးဖြတ်တတ်တဲ့လူကလက်ယုံရင်နဲ့ဆုံးဖြတ်တတ်တဲ့ဘူမတယောက်ကစစ်သူကြီးပေါ့ဖြစ်မှာပေါ့နော်အဲ့စစ်သူကြီးတယောက်ကဟာဒါစေရရရဆိုင်ရစီစဉ်တယ်ဆိုတော့အဲ့မှာဘေမကပါပြန်ပြီးတော့ပါလုပ်လို့ရဆိုစီရေးအရာနေရာတိုင်းမှာပေါ့စီရေးအရာမဟုတ်နေတဲ့ပေါ့ဒါကိုတခြားနည်းနဲ့ဘယ်လိုဖြေရှင်းမလဲပေါ့ ဲ့တော့တိုင်းပြည်တပြည်ကိုတဲ့ဘီရင်တွေကဟာလာသွားပြီးတော့ကမ်းလမ်းမယ်သွားပြီးသိမ်းမယ်ဆိုလို့ရှိဒီအာရတွေမှာပါတယ်နော်အဲ့တော့သွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်မှာရှိတဲ့အင်မတန်ကဘုံတည်ရရှိတဲ့သူတွေဟာဘုံသိမ်းငယ်သွားတယ်မြို့ရွာတွေပြက်စီးတယ်တိုင်းပြည်ရိုရွင်းတယ်အဲ့တော့နှစ်နိုင်ငံရဲ့ပေါင်းစည်းနိုင်တဲ့အင်အားကိုအခြားနည်းနဲ့ဖြည့်ဆည်းဖို့မသိမြော်ဘူးလားဆိုတဲ့ပုံစံမျိုးကို နော်အရက်တစ်ခုမှာတစ်ဆက်တစ်ဆက်အဲ့တော့ကျွန်တော်တို့လည်းတွေးတွေးစရာနော်တွေးရမယ့်ဟာကဘာလဲဆိုလို့ရှိရင်ဘာလို့ပေါင်းစည်းခြင်းနဲ့သွားတဲ့ဟာနဲ့ဟိုစိတ်ခေါ်မှုကိုရန်ခြင်းဟလာတောင့်ပြန်တာမျိုးမဟုတ်ဘူးねဒီလိုနိုင်ငံပေါင်းစည်းပြီးတော့တိုင်းပြည်နှစ်ခုတိုးတက်သွားမယ့်အလမ်းကြောင်းကိုရွေးချယ်ခဲ့တဲ့ဒီဘီယင်မရဲ့ဒီအတွေးနဲ့အဆုံးချက်ကိုလည်းကျွန်တော်တို့လေ့လာတွေးရှိရပါတော့နော်အဲ့တော့အဆုံးသတ်ပြောရမယ်ဆိုရင်တော့ဒမန်ဆူလိုင်မန်ရဲ့ကမ်းလှမ်းချက်ကို ဟလာဒီ terminal swimming tank ကိုဆရာဒီဘီယမကအဲလက်ဆောင်ကနာတွေဆက်တာတဲ့ဆက်တာပြီးတော့နှိမ့်နေတယ်ဟလာရင်းချမ်းမှုရအောင်နောက်ဆုံးဒီဘီယမ terminal swimming ရှိခဲ့နန်းတော်စီသူလိုက်တယ်နော်လိုက်သွားပြီးတော့နောက် terminal swimming ရဲ့ဟလာဒီဒါဝါလုံးမှုပုံပါဒီမှန်တော့ရုပ်ကြည့်ပြီးတော့အဲဒီနှစ်ခုရဲ့အဲစီလုံးမှုပေါင်းစပ်မှုလေးကိုဒီမှာကျွန်တော်တို့ ်ငင်းချင်းရဲ့အသွင်ပေါ်ဆောင်သွားတယ်ဆိုတဲ့အားလေးနဲ့ဒီ develop ဆိုလိုမယ်ခင်ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့နိုင်ငံရေးသုံးသပ်ချက်တွေနဲ့လေ့လာပြရှိရတယ်เนาะအဲ့တော့ develop ဆိုလိုမယ်လက်ထက်မှာရှိတဲ့ဒီလူ့အဖွဲ့အစည်းကငင်းချင်းမှုတွေရောသိပညာတွေရောလိုတက်ပြီးတော့အောက်ချောက်သူရဲ့တရားစီရင်မှုအပေါ်မှာသူတို့ကယုံကြည်မှုရှိကြတယ်အများစုကအများစုသောလူတွေကလိုက်တာခြင်းလုံးကြတယ်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်မအနေနဲ့ ေးချင်တဲ့ message လေးရှိတယ်ပေါ့နော်အဲ့တော့နံပါတ်၁ကဘာလဲဆိုလို့ရှိရင်အလရှင်ရဲ့အစီအမံနေထဲမှာကျွန်တော်တို့ကခေါင်းဆောင်ဖြစ်မဲ့သူတမန်တော်ဖြစ်မဲ့သူဆိုတာဟာလေဒီလိုပုံလုံးကြွယ်ဝပြည့်စုံတဲ့အစအစရဲ့ပြီးပြည့်စုံနေတဲ့သူတဲကလည်းဖြစ်နေတယ်။ဘာပြောချင်တာလဲဆိုတော့ဒီလိုဒီလိုပြီးပြည့်စုံတဲ့သူတွေမှာရှိပြီးသားအရာတွေကို တလွဲသုံးမချပဲနဲ့ကိုယ့်ရဲ့တမာတမတ်ကြောင့်ကိုယ့်မှာရှိတဲ့အင်အားကိုယ့်ကိုလက်ရှိမဲ့ပေးထားတဲ့စွမ်းပကားတွေဟိုအတုံးပြူပြီးတော့လူတွေအတွက်ဘယ်လိုပြင်ပြီးအတုံးတက်အောင်စီစဉ်လဲဆိုတဲ့ဟာပေါ့အဲ့တော့ဒီမှာတော့ superman နဲ့နမူနာပြပါတယ်ဒီနေ့နဲ့နောက်တစ်ခုကကျွန်တော်အရှိမအရှိအချိန်မှာကျွန်တော်တို့ပြောခဲ့နမတ်နဲ့မှာဆိုကျွန်တော်ပြောချင်တာကဒါမှမဟုတ်လူနဲ့ဘီလူထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့သားတော်တွေက ဟလာဒီအမိတ်ဒီဇယ်နဲ့ဟလာအရှိကိုမပုံးကွယ်ဘူးဆိုတဲ့အခါမှာဒီရေလွှမ်းမှုမှုတဲ့အခါမှာဟလာအပြစ်နဲ့တင့်နေဟိုဟာမှာပါသွားတယ်ကယ်ဆယ်ခြင်းမခံရဘူးပေါ့အဲ့တော့တမန်တော်ဒါဟုတ် license plan ကြီးတားတော်ကြီးအများကြီးတယ်မဟုတ်လားတမန်တော်ဆွေးနေ license plan ကဟလာထူးခြားတဲ့ဒုတိယအဖြစ်ကျွန်တော်တို့တွေ့ရှိလိုက်ရတယ်เนาะအဲ့တော့ဟာကင်ရဲ့အရာရာကိုဟိုဆက်ခံနေဆိုတိုင်းဟလာဒီလူတွေအများကြီးဒီတားတော်တွေအများကြီးကြားတဲ့ပုံမှာဒီတယောက်က ီလိုထုံးပေါက်ပြီးတော့ဖြစ်လာရဲဆိုတဲ့ဟာပါလေအဲ့တော့ဟို family တွေမှာမိသားစုတွေမှာအနေနဲ့ကြည့်မယ်ဆိုရင်လည်းကိုယ့်ရဲ့ဒီမွေးချင်းတွေထဲမှာကိုကိုယ့်ရဲ့ဒါသားသမီးတွေမှာထူးခြားတဲ့သူတယောက်ဟာအမြဲတမ်းထုံးပေါက်ပေါ်ပေါက်လာနိုင်တယ်ဒီလမ်းစဉ်ကိုရှောက်နိုင်တယ်ဆိုတဲ့ဟာမျိုးလေး message တွေကိုလည်းလာရှင်ကပေးခြင်းတွေကိုကျွန်မအနေနဲ့အသုံးသတ်မိရပါတော့နောက်တစ်ခုကမမတုံးချက်ပေါ့အခုနပြောတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အခါဒီ ကိုယ်မှာရှိနေတဲ့အင်အားအင်အားတာနေပြီးသားဘယ်လိုလုပ်စရမလဲကဒါပေမဲ့သူဘုဘက်မှာရှိတဲ့တိုင်းပြည်ရဲ့ဟလာအားသာချက်တွေကိုမြင်ပြီးကောင်းကျိုးကိုလိုလားတဲ့အခါမှာရင်းချဲရေးအတွေ့အကြုံကိုစောင့်ပြီးတော့သွားတဲ့အပြင်သူ့ရဲ့ဟလာဒီဒါဝါလုံးဝဲစီကိုပါထည့်သွင်းပြီးတော့ဒီဘေမကိုစီယုံပြီးခေါ်ဆောင်လာနိုင်တယ်ဆိုတော့ message လေးရတယ်ကျွန်တော်တို့အတွက်မှတ်သားစရာအဖြစ်လေးလာပြရှိရတယ်ပေါ့နော် တော့အခါရှင်မြတ်ရဲ့အစီအမံဒီထဲမှာဟုတ်လားပြည့်ပြည့်စုံသောညာလေမိမိမှာရှိတဲ့ဒီအရေးချင်းတွေအရေးသွေးတွေကိုဟုတ်လားဟိုမောက်မှာပါလောင်းမှုမရှိပဲနဲ့လူတွေအတွက်ပြန်ပြီးအကျိုးပြုအောင်အမြဲတမ်းကျေးဇူးတင်တဲ့စိတ်လာရှင်ရဲ့ဘောမှာအမြဲတမ်းတိတက်တဲ့နှလုံးသွင်းတဲ့စိတ်ဟုတ်လားမိမိရဲ့ဟိုနဗီတမန်တော်ဖြစ်ခြင်းဟုတ်လားနဗီတမန်တော်ဖြစ်လေဘဒီ ဘီးရဲ့ကားတော်ဖြစ်ခြင်းအပေါ်မှာပြည်စုံပုံလုံးနဲ့ဒီနန်းတော်ကြီးရဲ့မှာနေရတဲ့တမန်တော်တဘာဖြစ်ပေမဲ့အလရှင်မြတ်စီမှာပဲအငြင်းနဲ့ခောက်မှုယူကျိုးပြီးတော့ဟန်တန်းဖြစ်ခြင်းဆိုတဲ့ဟာကိုတမန်တော်ဆိုတဲ့မှာရဲ့အရေးသေးတဲ့မှာကျွန်မအနေနဲ့တွေ့ရှိလိုက်ရတယ်ပေါ့နော်။ဒါကိုကျွန်တော်မြေပေါ်ဆူလာ28အိုင်နံပါတ်16မှာအလရှင်မြတ်စီမှာသူစုတာမှာရဗီအောင်စီနီအက်အက်ရှ်ကူလာဒါတော်တော်များများလည်းရကြမယ်ဒီတူဝါလေးကျွန်တော်မျိုးအပေါ်နိုင်လည်းကော ကျွန်တော်မျိုးရင်မိဘနှစ်ပါးအပေါ်လိုက်တော့အရှင်ရဲ့ကျေးဇူးတော်နဲ့ဆက်ရင်းပြီးတော့အရှင်ချင်းမြင့်ထားတဲ့အရာတွေနဲ့ဆက်ရင်းပြီးတော့ကျွန်တော်မျိုးကကျေးဇူးတည်တတ်စီတော်မူပါ့။ဒီဝါရဲ့အရှင်ရဲ့ကောင်းမြတ်တဲ့အကျင့်တီလာတွေကိုစောင့်နိုင်တဲ့နော်ကျွန်တော်ကဒီ general ဆန်တယ်ပေါ့နော်ကောင်းမြတ်တဲ့အကျင့်စွာလီဟာလို့ပြောလိုက်ဆိုတော့ဟိုတလုံးချင်းတွေကိုဒါပြောပြရရင်ပုံပြီးအိဗယ်ရှိတယ်စွာလီဟာဆိုတာပါလေခါးဆိုတာပါလေအဲအဲ့လိုမျိုးပေါ့ ကောင်းတာတော့ကောင်းတယ်လေမြန်မာစကားကတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဒီစကားလုံးတိုင်းဒီဟာတွေကလည်းကျွန်တော်တို့ကဒီလေးကောင်းစင်ပါတယ်စကားလုံးဝေါ်ဟာတာဖြည့်ရှင်းတဲ့ဟိုဟာမဟုတ်ဘူးလို့အဲ့တော့စကားလုံးဝေါ်ဟာတာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအင်မတန်မှဒီစမ်းမြန်ကျွန်တော်ရဲ့ကိုယ်ရည်အတုံးထုံးကြီးရဲ့အင်မတန်မှထပ်ပါပြီးတော့လူတွေအတွက်တူတူလိုက်လာကြရအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကောင်းမြတ်တော့အချင်းတီတာတွေကိုအမြဲတမ်းကြင့်ကြံတိဆောက်နိုင်တဲ့လူတွေထဲမှာပါဝင်စေတော့ဘူးပါဆိုပြီးတော့သူကအလားဆိုအမြဲတမ်းဆိုတာ အရှင်ဂိယုနာတော်အဖြစ်အရှင်ရဲ့ဧဘာဒီလေးမှာဟဲ့လားပါဝင်ဖြစ်ဝင်ခွင့်ပြုပါဆိုလို့ဒီကျွန်တော်ပြောရစွာ29အိုင်းနံပါတ်16မှာဒီလိုမျိုးစုလေးတောင်းခဲ့တဲ့နဗီတမန်တော်တပါးအဖြစ်ကျမတို့လေ့လာဖြည့်ရှိခဲ့ရပါတယ်ဆိုတဲ့ကြောင့်တင်ပြရရင်ကျမရဲ့တင်ပြဒီလိုချုပ်ပါတယ်အစ္စလာမ်ဝါလိုက်ကုမ်ဝါရဟ်မတ်တူလာဟီဝါဘာရကာအဟုတ်ကဲ့ဆရာမကျေးဇူးများကြီးတင်ပါဆရာမဒီ ကျွန်မတော်ဆိုလမန်အလစ်လန်ရဲ့ခင်ကာလမှာရှိတဲ့လူ့ဖွဲ့စည်းတွေနဲ့ပတ်သက်ပြီးတော့ဆရာမအခုလိုမျိုးပြည့်ပြည့်စုံစုံပေါ့နော်ကျွန်တော်တို့ဟိုကြည်ကြားွက်သီးခွင့်ရရှိလိုက်တဲ့တည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့ဒီတည်းကနေဆရာမပြောရတဲ့အနေပြီးမှကျွန်တော်လည်းလည်းကောင်းလုပ်ချက်လေးရှိရပါတော့အဲ့ရနေကျွန်တော်ဘာတွေသိလိုက်လဲဘာတွေသိရလဲဆိုတော့ကျွန်တော်လည်းလည်းပြန်ပြီးတော့ပြပတ်ချင်ပါဆိုတော့ဒီကျွန်တော်ဆူလိုင်မန်အလစ်လန်နဲ့ပတ်သက်ပြီးတော့ဒီအထောက်ပံ့တွေကိုကျွန်တော်မြန်မာပြည်ထဲမှာဆက်မဖော်ပြထားတယ်လို့ကျွန်တော်အဲကြားသိလိုက်ရပါတော့ တခါသူ့ရဲ့တက်ပညာတွေဖြစ်တဲ့ဒီလေယိုနိုင်နေတာတွေရှိမယ်အကြီးဂျင်းနေပေါ့နော်ဂျင်းနေဆိုတာကတော့ကျွန်တော်တို့ဒီလူဂျင်းဆိုတာကျွန်တော်သိတဲ့ဂျင်းမဟုတ်ပဲနဲ့လူလူတွေနဲ့ကွဲထွက်နေတဲ့လူတွေပုံစံတွေကို तू ကနိုင်နိုင်နေနေနဲ့ခိုင်းနိုင်နေတယ်ဆိုတော့ပုံစံမျိုးတွေကျွန်တော်တို့ဒီညမှာမြင်ရတယ်ပေါ့နော်တခါအဲ့ဒီခင်မှာဘာတွေရှိနေလဲပြီးလဲဆိုတော့မျိုးကောင်းတဲ့မြင်းတွေရှိနေပေါ့နော်အဲ့ဒီမြင်းတွေနဲ့ပတ်သက်တဲ့ဟာတွေကိုလည်းတို့ဒီကောင်းကောင်းနိုင်နိုင်နေနေနဲ့လုံနိုင်နေပြီပေါ့ ဒါမျိုးတွေလည်းကျွန်တော်သိရတယ်ပေါ့နော်ဒါခါနိုင်ငံရေးနဲ့ပတ်သက်ပြီးဆိုရင်လည်းဒီအင်မတန်မှနူးညံ့သိမ်မွေ့တဲ့ဒီတန်တမန်ရေးစနစ်ကိုသူကထက်တဲ့ဝင်ဝင်နဲ့သူကြွန့်ကြန့်ကျင်ကျင်လှုပ်ဆောင်နိုင်တယ်ဆိုတာကိုလည်းကျွန်တော်ဒီနေရာမှာတွေ့မြင်ရတယ်ဒါခါအဲ့ခင်မှာထူးခြားတဲ့စနစ်ကဘာလဲဆိုတော့ဒီသတင်းပေးစနစ်ပေါ့နော်သတင်းပေးစနစ်မှာဒီကတ်တင်နဲ့ဒီခုနဆရာမဥပမာတော့ပြသွားတယ်ဒါကျွန်တော်တို့မှတ်သားကြပါဒီနေရာတွေနဲ့ဒီငှက်တွေနဲ့သတင်းတွေပေးပြီးတော့ကျွန်တော်တို့ဒီ စနစ်အဲ့ဒီတရေပေးစနစ်တွေရှိနေပြီဆိုတော့လေကျွန်တော်ဒီညမှာဟိုကြာတိရတယ်ပေါ့နော်တခါ तू ကအလောင်ရှင်မြတ်ကဒီကျေးဇူးတော်တွေကိုလည်းဒီ तू ကတေချာနားလည်ပြီးတော့အလောင်ရှင်မြတ်ရဲ့မရှိရတဲ့ကိုလည်း तू လိုက်လုံနိုင်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့မှဟိုကြာဟိုမှတ်သားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီညမှာပြောချင်ပါတယ်